la versión. ခေတ္တ news channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြင်းချမ်းမြို့မှာစစ်တပ်အထိုင်ဂိတ်ကိုအနီးကပ်တိုက်ခိုက်မှုစက္ကဆ14ဦးသေဆုံးပြီး10ဦးဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။မန္တလေးတိုင်းမြင်းချမ်းခရိုင်မြင်းချမ်းမြို့အမှတ်၈ရပ်ကွက်ရှိစက္ကဆအထိုင်ဂိတ်ကိုတော်လန်ရေးတပ်ဖွဲ့တွေက AB 6ရက်မှာတိုက်ခိုက်ရာစက္ကဆ၁၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။တော်လန်ရေးတပ်ဖွဲ့ဝင်တွေကအနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီးတိုက်ပွဲတနာ ਈ ခန့်ကြာမြင့်ခဲ့ကအုတ်ချုပ်ရည်မှုအပါဝင် စက္ကဆရှိဦးလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တော်လန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်တိုက်ခိုက်မှုကိုမြင်းချံ blood တိုက်က MBT တပ်ဖွဲ့နဲ့အတူမိုးစားပျောက်ကြားတပ်ဖွဲ့ BGF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးစကားဆတွေထိခိုက်မှုအရေးအတွက်နဲ့အခြားအသေးစိတ်ကိုဆက်လက်စုံစမ်းနေတယ်လို့အတည်ပြုထားပါတယ်။ဆက်လက်ပြီးတောင်ငူမြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်စီတီတော်တို့ဒုစစ်ကောင်းဆောင်ဆိုဝင်ဖနက်စည်းတယောက်ခဲမှုစီယုံပြန်ကြားရေးမှတ်ချက်ကြောင့်ပြည်သူများတီးခွင့်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းတောင်ငူမြို့တမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်စီတီတော်တို့ဒုစစ်ကောင်းဆောင်ဆို ဝင်ဖနက်စည်းတယောက်ခဲမှုကိုစီယုံဤပြန်ကြားရေးဝက်ဆိုက်တွင်မှတ်ချက်ဖြင့်တကွဖော်ပြခဲ့သဖြင့်ပြည်သူများသိရှိခွင့်ရရှိခဲ့ကြပါသည်အကျန်းဖတ်ဒုစစ်ကောင်ဆောင်ဆိုဝင်သည်ငလင်တန်းတင်သောဘကူတိုင်းသို့တွားရောက်ဆစ်စေးခရာတွင်တောင်ငူမျိုးတွင်တည်ထားသောတမိုင်းဝင်နန်းတော်ဦးလောကမာရစိန်စီရီတော်သို့ဖနက်စည်း၍တယောက်ခဲကြောင်းစစ်တပ်ဤပြန်ကြားရေးဝက်ဆိုက်တွင်မှတ်ချက်ပုံစံဖြင့်သတင်းဖော်ပြခဲ့ခြင်းဖြစ်ပါသည်စီယုံဤပြန်ကြားရေးဝက်ဆိုက်တွင်သတင်းဖော်ပြရာတွင်မှတ်ချက်သတင်းစာများတွင်အပြည့်အစု ီးတွေ့ရှိများအပြက်အစီးများဦးစားပေးသုံးရန်နန်းတော်ဦးဖရာတွင်ဖနက်စီထားသဖြင့်ပုံသုံးရာတွင်ဂယုပြုသုံးရန်စွာချောင်းတရားပြက်စီမှုနှင့်ပြင်ဆင်ဆောင်ရွက်နေမှုများအားတင့်တော်သလိုသုံးရန်ဟုရေးသားဖော်ပြခဲ့ခြင်းဖြစ်ပြီးနောက်ပိုင်းတွင်မှရင်းမှတ်ချက်ကိုပြန်လည်ဖြုတ်ပယ်သွားခဲ့သည်မလာ28ရက်နေ့လှုပ်ခတ်ခဲ့သောငလင်ကြောင့်သမိုင်းဝင်နန်းတော်ဦးလောကမာရဇိန်စီတီတော်သည်စိန်ဖူးတော်ငမျက်နာတော် ရှင်ပြန်ရှိဖျားပထိုးစီဒီငယ်များပြိုကျပျက်စီးခဲ့ပြီးမလာ28ရက်နေ့ကလေးကကေဇေရင်နဲ့ကုညီရေးလုတ်သူများမှအပါအများပြည်သူများလာရောက်ဖူးမြော်ခွင့်ပိတ်ပင်ခဲ့ကြောင်းသိရပါတယ်။ထို့ကြောင့်ဒုစစ်ကောင်းဆောင်စိုးဝဲနန်းတော်ဦးကြီးဖျားရှင်ပြန်ပေါ်တို့လာရောက်စစ်ဆေးခြင်းဖနက်စည်းတက်ရောက်ခဲ့ချိန်တွင်ပြည်သူများဝင်ရောက်ခွင့်တားမြစ်ထားပြီးမသိရှိပဲသတင်းမီဒီယာများတွင်သတင်းဖော်ပြမှသာလျင်သိရှိကြောင်းဖျားရှင်ပြန်တွင်အပြက်အစီးများရှိစေကောင်းမူဖနက်စည်းတက်ရောက်မှုမှာလက်ခံနိုင်ွယ်ရာမရှိဟုတောင်းငွေ မြို့မှာပရာဟိတအသင်းအဖွဲ့ဝင်တအူကသတင်းဌာနသို့ပြောဆိုပါတယ် နန်းတော်ဦးစေဒီတော်ကမလ28ရက်နေ့ငလင်လုတ်ခတ်ပြီးတဲ့နောက်မှာဒေတာတက်နေကတက်မတော်သားတွေစက်ချီနီမိသက်ရဲနဲ့ကျွန်တော်တို့နေမြေကန်ပရာဟိတသမားအဖွဲ့လှူအားပေးပြီးအပြိုအပြက်တွေဖယ်ရှားထားပြီးသားပါရင်းမြင့်တော်မှာလည်းအပြက်အစီအစအနှမရှိတော့ပါဘူးဖရာပရဝံတဲမှာလည်းစေဒီတော်ကြီးမူလအတိုင်းမရှိတော့ပုံစံကလွယ်ရင်အပြက်အစီတွေအကုန်ရှင်းထားပြီးသားပါဖရာဖို့ဖနက်စည်းတက်တယ်ဆိုတော့ Facebook ပေါ်သတင်းတက်လာမှကျွန်တော်လည်းသိတာဒါကြီးကတော့လက်ခံစရာမရှိဘူးစေဒီ တော့အပြုတ်အပြက်တွေကျွန်တော်တို့ရှင်းတုံးကတော့ဖရားရင်မြမဖဏ္ဍမစည်းကြဘူးဟုနန်းတော်ဦးဖရားစီတီတော်အပြုတ်အပြက်များရှင်းလင်းရင်းတွေပါဝင်ခဲ့တော့ပရာဟိတအဖွဲ့တအူကလူမှုကွန်ရက် Facebook Messenger မှာတဆင့်သတင်းဌာနသို့ဆက်သွယ်ပြောဆိုပါတယ် တောင်ငူမျိုးနန်းတော်ဦးလောကမာရဇိန်စီရီတော်ကြီးကိုကောစာတက်ကလေး1162ခုနှစ်တွင်ဗရုံမင်းတရားကြီးဘိုးတော်ဦးဝိုင်းကတည်ထားပူဇော်ခဲ့ပြီးနန်းတော်ဦးရန်အောင်နိုင်အမည်သတ်မှတ်ခဲ့ကြောင်းရင်းနောက်ခေအဆက်ဆက်ပြုပြင်ခဲ့ကတက်ကလေး1290ပြည့်နှစ်တွင်နန်းတော်ဦးလောကမာရဇိန်အမည်ပြောင်းလဲပူဇော်ခဲ့ကြောင်းသိရှိရပါသည် ဆလပီလဘဒန်းမြို့နယ်ရှိကျေးရွာလေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၁၂ဦးကိုပေါ်တာဆွဲပန်းစီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းလက်ပဒန်းမြို့နယ်ရှိကျေးရွာလေးရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူငယ်၁၂ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်။ဧပြီလ6ရက်နေ့တွင်တီရာကုန်းရွာ၌နေထိုင်သောလူငယ်၂ဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးပြီးချင်းချောက်ငွေညချင်းချောက်တဦးလည်းရင်ငွေကျပ်300ပြည့်လိုက်လံရွေထုတ်ခဲ့ရတော့လေလက်ရှိချိန်ထိပြန်လွတ်ပေးခြင်းမရှိသေးပဲဆက်လက်ဖမ်းဆီးထားကြောင်းသိရပါရယ်။ဧပြီလ9ရက်နေ့နံနက်ပိုင်းတွင်လက်ပဒန်း န်းမြို့နယ်စင်တလင်းအုပ်စုမအူတန်းရွာမှာလူငယ်လေးဦးကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။အလာဒူအပီလာရှိရနေနနက်9နာရီခန့်တွင်စင်တလင်းအုပ်စုငှက်တိုက်ရွာကိုအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား30ခန့်ဖြင့်ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့်လူငယ်များထွက်ပြေးတိမ်းရှောင်နေရပြီးကိုလာထုတ်ဝင်းနှင့်အခြားလူငယ်တအူဖမ်းဆီးခံရကြောင်းသိရပါတယ် ရှင်းနေမနက်ပိုင်းတွင်လည်းလက်ပဒန်းမြို့နယ်စစ်စင်မဏီအုပ်စုအတွင်းရှိကျေးရွာများကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးတင်ကြောင်းအလူမန်းတပ်ထိုးနေတဲ့မိုးစေကျေးရွာမှာလူငယ်၃ဦးနဲ့စင်မဏီကျေးရွာမှာလူငယ်၁ဦးတို့ကိုဖမ်းဆီးသွားပြီးဖမ်းဆီးခံရသူများထဲတွင်မိုးစေရွာမှာရှင်လောင်ဤဖခင်ဖြစ်သူလည်းပါဝင်သွားကြောင်းသိရပါတယ်။လက်ပဒန်းမှာစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်စစ်ခွေးတွေကရွာတိုင်းကိုဝင်စီးပြီးသူတို့တွေ့တဲ့သူဖမ်းနေဖမ်းပြီးသွားရင်လည်းငွေကျပ်300ချီတောင်း ောင်းတာအခုကပတ်စံတောင်းပြီးရင်တော့ပြန်မလွတ်တော့ဘူးစက်ညှိအောင်မယ်ဆိုပြီးဖန်ထားသေးတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်ဆလပီဖီပရောက်ចောင်းသားများ ਨੇ လူငယ်များစွန့်မှုထမ်းရန်ပြန်မလာသေးပါက လူငယ်တအူးလည်းငွေချက်သိန်း90ပေးရမည်ဟုလှိုင်းသားရ FMICD အုပ်ချုပ်ရေးမှူးကတောင်းခံနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့လှိုင်းသားရမြို့နယ် MLE ရက်ွက် FMICD အုတ်ချုပ်ရည်မှုအောင်ကြုံမှုကပြပတွင်ကြောင်းတက်အလုလုကင်နေသောလူငယ်များကိုစွန့်မှုထမ်းရန်မဖြစ်မနေပြန်လာရမည်ဟုချိန်ချောင်း၍ငွေကျပ်သိန်း90တောင်းခံနေကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်။အပီလာပိုင်းမှာစတင်၍စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လိုင်တာယာမြို့နယ်အမတ်လေးရက်ကွက် FMI CT အုပ်ချုပ်ရေးမှူးအောင်ကျော်မိုးကရက်ကွက်နေလူငယ်များဤမိဘများကိုတအူးချင်းစင့်ခေါ်၍စစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ငွေညစ်တောင်းခံနေခြင်းဖြစ်ကြောင်းသိရပါသည်။ ုပ်ချုပ်ရေးမှုအောင်ကြုံမှုသည်ရက်ကွက်နေပြည်သူများ၏တာသမီများကိုစွန့်မှုမဖြစ်မနေထမ်းဆောင်ရပါမည်ဟုချိန်ချောက်၍နိုင်ငံသားတွင်ကြောင်းတက်နေသည့်အလုလုနေသောတာသမီများ၏ကြောင်းအမည်၊ကုမ္ပဏီအမည်နှင့်နေရက်လိပ်စာများကိုပါအတင်းအကျပ်တောင်းယူကမဖြစ်မနေပြန်လာရမည်ဟု၍အတင်းချိန်ချောက်ကလူကိုယ်တိုင်မလာနိုင်ပါကငွေကျပ်သိန်း30မှသိန်း50အထိတောင်းယူနေပြီးစာအိတ်ဖြင့်ထဲကလမ်းအလူဟု၍ခေါင်းစဉ်တက်ကနှစ်ပတ်အတွင်းပေးသွင်းရမည်ဟုတောင်းခံနေခြင်းဖြစ်ကြောင်းသိရပါသည် ထို့ပြင်အုတ်ချုပ်ရည်မှုအောင်ကြော်မှုသည်၎င်း၏သမီးဖြစ်သူကိုပါရက်ွက်အုတ်ချုပ်ရည်အဖွဲတွင်စည်ရည်အဖြစ်ခံထားပြီးမိသားစုစည်းဝါးရေးတပွဲလောက်ကိုင်းနေခြင်းဖြစ်ကြောင်းသိရပါသည် နိုင်တရာအမတ်လေးရက်ကွယ် FMI အုတ်ချုပ်ရေးမှုအောင်ကြုံမှုကပြည်သူလူထုအပေါ်အနိုင်ကျင့်မှုများပြီးအခုကစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်ဆိုပြီးရက်ကွက်တဲကအိမ်တိုင်းစိတ်ကိုရုံးခေါ်ချင်းချောက်နေတာသူတို့တောင်းတဲ့ပတ်စံမပေးနိုင်ရင်ပြည်ပကနေပြန်လာပြီးစစ်မှုထမ်းရမယ်လို့ပြောပါတယ်ဟုဒေသခံပြည်သူတို့ကပြောဆိုပါတယ်အကြံဖက်စစ်ကောင်စီကယခု AP လအတွင်းဖွင့်လှစ်ပြီးစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်နိုင်ငံတော်ဝန်တွေပေါ်တာဆွဲဖန်စီမှုများအတင်းအကျပ်စင့်ခုံမှုများကိုလှုပ်ဆောင်နေကြောင်းစုံ စမ်းသိရှိရပါတယ်ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်